စကိုင်းတိုင်းဘုတလင်မြို့နယ်ချင်းရွှေမြစ်ကန်တဘေးကကျွာတွေမှာရွှေမျိုးလောက်ကိုင်းမဲ့အစီအစဉ်ကိုလက်မခံကြောင်းဒေသခံတွေကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ဆွဲသည့်ပြောပြပေးမှာပါရှင်။စကိုင်းတိုင်းမုံရွာခရိုင်ဘုတလင်မြို့နယ်ရှိချင်းတွင်းမြစ်ကန်ဘေးကကျွာတွေမှာရွှေမျိုးလောက်ငန်လောက်ကိုင်းမဲ့အစီအစဉ်ကိုဒေသခံတွေကလက်မခံကြောင်းဧပြီလ24ရက်ကကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ဘုတလင်မြို့နယ်ချင်းတွင်းမြစ်ကန်တဘေးလေးမြေကျွာနဲ့ ဝင်းဘိုကျွရအနီးထိဆက်နေတဲ့တဲတောင်မြေမှာရွှေမျောတူဖို့ဖို့ဥဆောင်စီစဉ်နေတဲ့ပြည်သူ့လွတ်တော်အမတ်နဲ့ဘူးတလင်ပါကဖပါလာဖာတို့ကိုအလိုမရှိကြောင်းဒေသခံတွေကဆိုင်းပေါက်တွေကင်ကာလှည့်တဲ့ဆန္ဒပြခဲ့ကြတာပါစပီလာကလေးကကျွန်တော်တို့ကြေးပါပါကပါတွေကလုံးဝသဘောမတူဘူးဆိုတော့ကျွန်တော်တို့ဒီကတော့ဒီကနောက်ထပ်မလာဘူးအဲလင်းမြေမှာပဲဒီကစီယုံပါတာပေါ့ဒါပထမတာကျွန်တော်တို့ကျွန်တော်စပြီးညင်းခဲ့တာကကျွန်တော်တို့ကြေးပါသူကြေးပါသားကလည်းကျွန်တော်ရဲ့ဆန္ဒနဲ့အတူတူပါပဲ အဲ့ဒါကြတော့ဒီရွှေရပါလို့မကျင်ညာရတာတော့လို့ပြောရမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့အချက်3-4ချက်လောက်ရှိတာပေါ့နံပါတ်1ချက်ကတော့ဒါကျွန်တော်တို့စစ်တပ်ကိုငွေစီစဉ်လို့နံပါတ်2ချက်ကကြတော့အမေစုအုပ်ချုပ်ခဲ့တဲ့ကာလကမြေကျောင်းတွေတန်းအားသာတာတွေကိုခဏခိတ္တခဏပိတ်ထားခဲ့တဲ့အတွက်တော့တော့တော့မလုပ်ပါနဲ့ဆိုပြီးကျွန်တော်တို့တားတယ်ဘာခါပါဘူးအကယ်ပေမဲ့ဒေါ်လာ1ကာလလို့ပြီးလို့ပြည်သူတွေအတွက်အသက်အန္တရာယ်မရှိတော့ဘူးဆိုလို့ရှိရင်တော့ကျင်းပါကျွန်တော်ကိုယ်တိုင်ကအဲ့လိုပြောခဲ့တာ အဲ့ဒါကသူတို့ကပြည်သူတွေရဲ့စကားကိုအလေးမထားဘဲနဲ့ဇွတ်တိုးလှုပ်လိုက်တဲ့အတွက်ဒါကြောင့်တော့မြို့နယ်အားဖတွေပါကဖတွေတရားစာတဥက္ကရာတွေကိုမကျင်တတ်တဲ့အတွက်ဒါကိုတရက်ကတခါဆန္ဒဆက်ပြရဲဖြစ်ကြတာပါဘုဒ္ဓလင်မြို့နယ်လေးမြေကျေးရွာတက်တောင်ပြည်မှာရွှေမြောလုပ်ငန်းလုပ်ကင်မှုကျိုးပန်းနေမှုကိုအမြန်ဆုံးတားဆီးပေးဖို့အနေကြီးတယံဇာတာနဲ့တဘာဝပါဝင်ရှင်ထင်းသိမ်းဝန်ကြီးဌာနစကိုင်းဖက်ဒရယ်ယူနစ်လွတ်တော် မွန်ရွာခရိုင်အုပ်ချုပ်ရေးမှုနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ကိုဒေသခံတွေကအဖွင့်စာပေးပို့တောင်းဆိုထားပါတယ်။ဗုဒ္ဓလင်မြို့နယ်ချင်းတွင်းမြေကမ်းဘေးကကျွော်ရည်မှာရွှေမြောလုပ်ငန်းလှုပ်ဆောင်ဖို့ပထမအကြိမ်မှာဗုဒ္ဓလင်ပြည်သူ့ကာကွယ်အဖွဲ့ပကဖဒုတောင်းဝန်ကဦးကျွတ်ဦးဆောင်ကကျွော်ရအချုပ်ကိုလာရောက်စီရင်ပြောဆိုခဲ့တာတွေရှိတယ်လို့ဆိုပါတယ်။လင်းမြေဒေသခံတွေကတော်လိုင်းကာလာမှာရွှေမြောလုပ်ငန်းလုပ်ကင်ဖို့လုံးဝလက်မခံကြောင်းနဲ့တုံးကျိန်တိတိညင်းဆိုခဲ့ကြောင်းတမောင်းတိကကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းပြောပါတယ်။ ဧပြီလအတွင်းမှာတော့လင်းမြစ်ကျွရပါအဖားနဲ့ပတ်ခါဖားတို့ကဘုဒ္ဓလင်မြို့နယ်တခွတ်တနယ်ကျွရကဒေသခံတွေကိုရော်ကျေး330ထုတ်ယူဖို့ပြောဆိုခဲ့ပြီးရော်ကျေးယူသည်ဖြစ်စေမယူသည်ဖြစ်စေရွှေမြောင်းလုပ်ငန်းကိုဆက်လက်လုပ်ကင်သွားမယ်လို့ပြောကြောင်းဒေသခံတွေကပြောပါတယ်ကျမတို့ရွာကတော့လုံးဝမှမယူလဲမယူချင်ဘူးကျမတို့ဇီကတော့ကျတော့ယူခွင့်လဲမယူလဲမယူတရွာလုံးလဲကျမတို့ဇီကညှိတယ်ယူလဲမယူဘူး မယူတရားဆိုတာကပြည်သူတွေအတွက်ကိုမယူတာကျမတို့အခုအကုန်လုံးအောက်ကြရတဲ့အစားအကုန်လုံးဖြစ်သွားမယ်ကျမတို့တကိုရေကောင်းစားရေကျမတို့ကလှုပ်တာမဟုတ်ကျမတို့ကအကုန်လုံးတွေလှုပ်တာပြည်သူတွေအတွက်လှုပ်တာကျမတို့ကအကုန်လုံးကိုတော်လန့်နေဆိုတာကလည်းဒီအခုသူကိုမမကြိုက်လို့မှတော်လန့်နေပါလေဆိုမှဒီဟာကြီးကအခုလှုပ်တယ်ကျမတို့ကလုံးဝမကြည်နိုင်နိုင်ကျမတို့ကအဲ့ကြတော့လှုပ်သိမ့်လှုပ်တိုက်တာလှုပ်မယ်အထက်ကိုပြောသိရင်ပြောမယ်ကျမတို့ကအခုကျမတို့ဒီလှုပ်သိမ့်လှုပ်တိုက်တာမှလုံးလုံးမမြောက်ဆိုဆက်ပြတ်မှာ ကျွန်တော်တို့ထောက်ပံ့ချေပေးမယ်ဆိုရင်တော့ကျွန်တော်တို့ရောကျွန်တော်တို့ကလုံးဝမရှိပါဘူးဒေသခံတွေအနေနဲ့ရွှေမြောတူဖော်မယ်စီမံကိန်းအချက်လက်တွေကိုတိတိကျကျသိထားတာမရှိပဲကုမ္ပဏီတစ်ခုကလာရောက်တူဖော်မယ်လို့သာကနအိုးသိထားပြီး2025ခုနှစ်ကနေ2029ခုနှစ်ထိနှစ်နှစ်ခန့်ကြာနိုင်တယ်လို့သိထားကြောင်းပြောပါတယ်ဘူးတလင်ပြည်သူ့ကော်ရဲ့အဖွဲ့ပကဖကိုတော့ DPP အနေနဲ့ဆက်သွယ်လို့မရရှိသေးပါဘူး။ လက်ရှိချိန်ထိရွှေတူးဖောက်မှုလုပ်ငန်းတွေမစတင်သေးပေမဲ့ရွှေမျော်20ဝန်းကျင်တောင်စိတ်တင်မှာရရှိနေတာကြောင့်ဒေသခံတွေအနေနဲ့ရွှေမျော်လုပ်ငန်းတွေစတင်မှာကိုစိုးရိမ်ပြီးကန့်ကွက်ဆန္ဒပြတာဖြစ်ကြောင်းပြောဆိုနေကြပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါ you